ကျောင်းမင်းမြို့မှာအော်တိုဝါ14ရက်ကကျောင်းသားကျောင်းသူ254ဦးထပ်မံကျောင်းအပ်နှံခဲ့တာကြောင့်စုစုပေါင်း2960ဦးတက်ရောက်ပညာသင်ကြားလျက်ရှိရလို့သိရပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းကျောင်းမင်းမြို့နယ်မှာရှိတဲ့အမှတ်၈အခြေခံပညာထက်တန်းကျောင်းကိုအော်တိုဝါ၈ရက်ကစတင်ဖွင့်လှစ်ခဲ့ပြီးအော်တိုဝါ14ရက်မှာအမှတ်၄အခြေခံပညာထက်တန်းကျောင်းနဲ့အမှတ်၄အခြေခံပညာလယ်တန်းကျောင်းတွေမှာ ကျောင်းအပ်စတင်လက္ခဏာတွေဆောင်ရွက်ပေးခဲ့ရာကျောင်းလာရောက်အနှံမှုအနေနဲ့ကျောင်းသားကျောင်းသူ254ဦးထပ်မံကျောင်းအပ်နိုင်ခဲ့တဲ့အတွက်စုစုပေါင်းကျောင်းသားကျောင်းသူ2960ဦးတက်ရောက်ပညာသင်ကြားလျက်ရှိရလို့သိရပါတယ်။အခုလိုထပ်မံကျောင်းအပ်နိုင်တဲ့ကျောင်းသားကျောင်းသူတွေကိုပညာရေးဝန်ကြီးဌာနကခောက်မဲ့ပေးရတဲ့ကျောင်းသုံးစာအုပ်တွေစာရေးကိရိယာတွေနဲ့ထောက်ပံ့ပစ္စည်းတွေကိုတဘာရဲပေးရခဲ့ပြီးဌာနဆိုင်ရာတာဝန်ရှိသူတွေကလိုအပ်တာတွေဆောင်ရွက်ပေးခဲ့ကြတယ်လို့သိရပါတယ်။ ဒါပြင်ကြောင်မဲမြို့ကိုပြန်လည်ဝင်ရောက်လာတဲ့ဒေသခံပြည်သူတွေကိုအိမ်တော်စုစီရင်တိုက်ဆိုင်စစ်ဆေးတာနဲ့နိုင်ငံသားစီစီရေးကတ်တွေပြုလုပ်ပေးတာတွေကိုလူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဦးစီးဌာနကတာဝန်ရှိသူတွေကဆောင်ရွက်ပေးခဲ့ကြတယ်လို့သိရပါဗျာ။